ကျွန်တော်တို့နေတိုင်းလိုလိုမြင်တွေ့နေရတဲ့သခွားသီးမှာဘလိုမျိုးလျှို့ဝှက်ချက်တွေရှိနေနိုင်မလဲဒီနေ့တော့ဒီယိုရှင်းတဲ့အသီးလေးရဲ့အံ့ဩစရာကောင်းတဲ့အချက်တွေကိုအတူတူလေ့လာကြည့်ကြအောင်ဒီမေကွန်ကတော်တော်များများနဲ့ယဉ်နီးနီးမှာပါနေ့စဉ်စားတဲ့အစားအစာတွေမှာသွားသီးကမပါမဖြစ်နေရယူထားတာပဲမဟုတ်လားဟောပါတယ်ဒိုးစရာဖြစ်နေမယ်အမြဲစားနေကြတယ်ဒီသွားသီးဟာလေရိုးရိုးလေးဟင်းသီးရင်းတော့တခုထည့်အမြအပြီးပို့ပါတယ် သူထဲမှာစံပါရင်းနဲ့အလားအပါတကယ်ကိုအားတင်းစရာကောင်းတဲ့အကျိုးကျေးဇူးတွေအများကြီးဖုံးကွယ်နေပါတယ်။ကဲဒါဆိုပထမဆုံးအနေနဲ့သခွားတေးရဲ့အာဟာထွေစီပုံကိုအနီးကလေ့လာကြည့်ရအောင်။တကယ်ကိုအံ့ဩစရာကောင်းလာအောင်ပြည့်စုံပါလား။96ရဟိုင်းတော့ဟုတ်ပါပဲကြားတာမမပါဘူး။သခွားတီးတလုံးရဲ့အဓိကအစ်ပိုင်းကရေရက်ထိပ်ပြီးဒီတော့တော့များတဲ့ပမာဏအထိပဝန်းနေတာပါ။ဒါကြောင့်လဲရေရက်ဖြည့်တင်ဖို့အတွက်ဆိုရင်အကောင်းဆုံးစားစရာတွေကတစ်ခုဖြစ်သတ်မှတ်ထားကြတာပေါ့။ဒါမဲ့ ရေထက်တခုတည်းတည်းပြီးတော့မဟုတ်သေးဘူးเนาะတခွားဒီမှာဗီတာမင် C ဗီတာမင် K မက်ဂနီဆီယမ်ပိုတက်ဆီယမ်နဲ့အမြင်ဓာတ်တို့လိုတကယ်အရေးကြီးတဲ့အာဟာရဓာတ်တွေလည်းပေးပေးပါပါပါနေပါသေးတယ်အကောင်းဆုံးကတော့ဘာလဲဆိုတော့ကယ်လိုရီနဲ့အဆီဓာတ်ကလည်းအင်မတန်နည်းတာပါပဲကောင်းပြီဒီအာဟာရဓာတ်တွေကကျွန်တော်ရဲ့ခန္ဓာကိုယ်အတွက်ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်မလဲကဲစပီးကြည့်လိုက်ကြအောင်သူ့ရဲ့အရေးကြီးဆုံးရှိုးဖွဲ့ချက်တွေကတစ်ခုကတော့တခွားဒီမှာဓာတ်တိုးစမ်းကြည့်ပစ္စည်းတွေကျွဲဝါးစွာပါဝင်နေတာပါပဲ။ ဒီထက်ပေါင်းတွေကနှလုံးနဲ့အဆုတ်လိုကိုသွင်းအင်္ဂါတွေကို ထိခိုက်မှုတွေကနေကောက်ွယ်ပေးတယ်ကိုခံအားစစ်နစ်ကိုလည်းအားကောင်းစေပါတယ်။ဒါပြင်တခွားသီးရဲ့ဂျိုးကျေးစုတွေကအများကြီးပါပဲ။ရေရက်ပါဝင်မှုများတော့ခနာကိုကိုအမြဲရေရက်ပြေဝနေစေတယ်။ပြီးတော့အမြန်ကြောက်ကြောက်အစာချစ်စနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်တာကိုလည်းကောက်ွယ်ပေးတယ်။နောက်တစ်ခုကသွေးရင်းတကြားတဲ့ကိုပါရှော့ချပေးနိုင်တဲ့အစွမ်းပတိလည်းရှိပါသေးတယ်။ ဆိုတော့ gallery နေပြီးရေဓာတ်များတဲ့တခွားသီးဟာအားကစားလုပ်ပြီးချွေးထွက်များတဲ့အခါရေဓာတ်ပြန်ဖြည့်ဖို့အတွက်ရောကိုယ်အလေးချိန်ထိန်းသိမ်းဖို့စူးစမ်းနေသူတွေတော့ပါအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်လာစေတာပေါ့တခွားသီးရဲ့အစွမ်းတွေကအစားတာတစ်ခုတည်းအနေနဲ့မပြီးသေးဘူးနော်အခုအသားရေနဲ့အလှပါအတွက်သူ့ရဲ့အသုံးဝင်ပုံတွေကိုဆက်ပြီးလေ့လာကြည့်ကြအောင်တခွားသီးကလေအသားအရေကိုအေးမြစေတဲ့အာဏီသင်ရှိတယ်ပြီးတော့ bacteria တွေကိုသေစေနိုင်စွမ်းရှိတယ် ဒါကြောင့်ဝက်ချန်နဲ့အဖိုးပိန့်တွေကိုတက်တာဆက်တာပေါ့နေလောင်တိုင်ကြောင့်ပျက်စီးသွားတဲ့အသားရည်ကိုလည်းအဆိုးတက်ပြန်ထင်းပြီးကာကွယ်ပေးနိုင်ပါသေးတယ်ဒါကိုအသားရည်အတွက်ထုံးကွယ်ပါကလည်းအရန်ကိုလွဲပါပဲတခွားတီကိုပါပါလေးတွေလှီးပြီးမျက်နှာပေါ်မှာကတ်ထားလိုက်ရုံပါပဲဒါကအသားရည်ကိုချက်ချင်းအေးမြစေပြီးဝက်ချန်နေကိုတက်တာစေတဲ့တကယ်ရိုးရွှင်ပြီးထီရောက်တဲ့နီလန်းလေးတစ်ခုပါ ကဲအခုဆိုရင်တော့တခွားတီးရဲ့ကျမ်းမာရင်နဲ့အလားပါဆိုင်ရာအချိုးကျစုတွေကိုတည်လောက်ပြီးဆိုတော့သူကဘယ်လိုလက်သွဲ့ထုံးချမယ်ဆိုတာကိုအချင်းချိုလေးပြန်ကြည့်လိုက်ကြရအောင်ဒီတစ်ချက်တော့တကယ်ကိုအရေးကြီးတယ်နော်တခွားတီးကို စားတဲ့အခါအခွင့်မခွာပဲစားဖို့ပါပဲဘာလို့လဲဆိုတော့အာဟာရတတော်များများကအခွင့်မှာပဲစုနေတာမို့လို့အခွင့်နဲ့တကွာစားသုံးမှသာအချိုးကျစုကိုအပြည့်အဝရရှိမှာပါ ဆိုတော့ခြုံပြောရရင်တခွားသေးကိုအစိမ့်လိုက်တဲ့ရစားပြီးစားလို့ရတယ်လို့အတုတ်တွေထဲမှာထည့်ပြီးကြွကြွရွရအရာတလေးကိုခံစားလို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းအသားအရတက်တပါတော့အလောက်ကိုချကူအနေနဲ့အလွယ်တကူအသုံးပြနိုင်ပါတယ်။ဒီနေ့တခွားသေးရဲ့အလျိုးဝတ်ချက်တီကိုတီးသွားပြီးဆိုတော့ဒီမေခွန်းလေးကိုပဲခြံတက်ခဲ့ကြပါတယ်။ဒီလိုရိုးရှင်းတဲ့ဟင်းသီးဟင်းရွက်လေးရဲ့ကြီးမားတဲ့အစွမ်းတွေကိုကိုယ့်ရဲ့ကျန်းမာရေးအတွက်ဘယ်လိုစတင်အသုံးချသွားကြမလဲ။